ဒါကြောင့်ဘဝမှာတကယ်အသက်ရှင်နေဆိုတာစိတ်တခဏလေးတစ်ခုပဲလို့ပညာရှင်တွေကအဲ့လိုပြောတာ။ဘာမှလက်မခံနိုင်ကြမရှိဘူးနော်။မင်းအသက်ဘယ်လောက်ရှိပြီတော့50ရှိပါပြီ60ရှိပါပြီ။အဲ့ဒါတွေကနေခဲ့တဲ့ကာလတွေကိုသူကသူတွက်ပြီးတော့ပြောတာ။တကယ်နေခဲ့ရတာကခဏလေးပြီးခဏလေးခဏလေးပြီးခဏနှစ်ခဏတောင်တပြိုင်တည်းထက်ကျုပ်တို့နေခွင့်မရှိဘူး။အဲ့ဒီခဏလေးနေလဲရတာကိုသုံးရင်သုံးမသုံးရင်ကုန်ရော။ နောက်ထပ်ဒါမဲ့ तू ကတော့ပေးနေတယ်ရောနောက်ထပ်နွေးဒီတစ်ခဏမဲမဲ့လို့မသုံးဘူးဆိုရင်နောက်တစ်ခဏငါထပ်ပေးမယ်အဲ့ဒီဟာလဲကိုကမသုံးနိုင်ဘူးအကုန်သွားပြန်ပြီ तू ကတော့ကိုသုံးသုံးမသုံးသုံးဒေဝတော်ဘာပေးနေတယ်ကျုပ်တို့ကလည်းဒါကြောင့်အလကားရတယ်ထင်းနေတာဘောကအမှအလကားရတာတော့မဟုတ်ဘူးအကြောင်းတရားတွေကပေးတယ်လို့တင်စားပြောလို့ရတယ်အကြောင်းတရားတွေကဘာတွေလို့ကံစေဥဒုအာရာအထူးသဖြင့်နော်စေရဲ့ဥဒုရဲ့အာရာရဲ့ကိုတာတာလေးထားလိုက်ကံအကြောင်းတရားပေါ့ အဲ့ဒါအလွန်အားကြီးတယ်။ तू ကမပေးတော့ဘူးဆိုတော့ရှောက်ရက်မှာ။ Ừm तू အစွမ်းနဲ့ရက်တည်နေတာ။ तू ကုံတဲ့နေ့ရက်မှာနော်အဲ့ဒါ तू ကုံပြီဆိုရင်ဒီပြင်အကြောင်းတွေကလည်းရှောက်ဖြစ်ချင်ရလေရှောက်ဖြစ်ကုန်တာ။ဟုတ်လား။ तू ကုံတာနဲ့အဲ့ဒါရက်ရမှာအိမ်ရင်ကုံရင်နိုးနိုင်မှာမဟုတ်ဘူး။တမင်းစားရင်ကုံရင်အပိတအောင်စားလဲရမှာမဟုတ်ဘူး။အခုကျွတ်တော့အဲ့ဒါတွေကိုမမြင်တဲ့အခါကျတော့ကိုယ့်ကိုအလကားရပြီးတော့တန်ဖိုးလည်းမထားဘူးနော်ရှင်တန်ဖို